အားလုံးပဲမင်္ဂလာပါဒီနေ့မှာ Samsung 8GB အဝတ်လျှော်ဆက်အရှိအဖွင့်ကိုအသုံးပြုပုံလေးကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ဒီမှာ power လေးတစ်ချက်ဖွင့်လိုက်ပြီးဆိုရအောင်ဒီဘက်လေးမှာကျွန်တော်တို့ cotton cotton ကကြတော့ကျွန်တော်တို့ပုံမှန်နေ့စဉ်လျှော်တဲ့ဟာကိုဒီတိုင်းအထည်20လောက်ကိုပြစ်ထည့်ပြီးတော့မှပဲ step ပေးလိုက်ရင်ရပြီပေါ့နော်ဆိုတော့နောက်တစ်ချက်ထပ်ပြီးတော့လှည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ pre wash pre wash ကကြတော့အရန်ချွေးနဲ့နေနေတဲ့အခါမျိုးတွေမှာဆိုရင်ကျွန်တော်တို့ပုံမှန် အဲစိန်ပြီးတော့ရှော်ရတဲ့ဟာမျိုးတွေတော့မပြောင်တဲ့ခံမျိုးတွေမှာ pre wash နဲ့ဆက်ပြောင်ကိုနှစ်ခါသုံးခါသုံးပြီးတော့ရှော်တဲ့ဟာမျိုးပေါ့နော်ဆိုတော့နောက်တစ်ခုကဒီဘက်မှာ quick wash အဒီဘက်လေးလိုက်ရင် quick wash ပြောပါမှာဒါကြတော့ကျွန်တော်တို့အထည်ရွတ်နည်းနည်းလေးရှော်တဲ့ခါအများဆုံးပေါ့10ထည်လောက်ပဲသုံးတဲ့ခါမျိုးမှာ၄၅6ထည်9ထည်အဲ့လိုမျိုးမှာဒါမျိုးကိုသုံးတယ်အောက်က daily wash ကလည်းအဲ့အတိုင်းပဲကျွန်တော်တို့တနစ်တာဝတ်တဲ့ဟာမျိုးကိုရှော်တဲ့ခါမျိုးမှာအဲ့ဒါလေးနဲ့သုံးမယ်ပြီးရင်အောက်ကတော့ဟူးအဒါလေးရကြတော့ကျွန်တော်တို့ တိုးမွေတွေပါတယ်ပေါ့နော်အဲတိုးမွေတွေပါတယ်အဲ့ဒါနူးညံ့တဲ့ဟာတွေလျှော်တဲ့အခါမှာအယုတ်တွေပါတယ်အဲ့ဒါလျှော်လို့ရတယ်အဲပြီးရင်အောက်ကခါလာဒါလေးကကျတော့အယောင်တွေပါတယ်ပါတဲ့ဟာကိုလျှော်တဲ့ဟာပေါ့နော်ပြီးရင်အာနောက်တစ်ခုကကျွန်တော်တို့ဒီဘက်မှာဘယ်ပီကေတာခလေးဝေစာတီးတန့်ပေါ့နော်တော့ဒီဘက်ကိုထပ်ပြီးတော့လှည့်လိုက်ရင်ကျွန်တော် drain clean ဖြုတ်အောင်မဒါတော့ကံကိုတန်ရှင်းလုပ်တဲ့စနစ်အာဒီဘက်လေးမှာဆိုရင် drain spin ဒါကြတော့ညစ်တာတီးတန်းပေါ့နော် အတကယ်တော့ရေသွုံမယ်ညှစ်မယ်ဆိုတော့ဒါအညစ်တီးတန်းပဲအပြီးရင်ရေစစ်မယ်ညှစ်မယ်နောက်တစ်ချက်ထပ်လိုက်ရင်ဂျီနူးပြီးတော့စိန်ပြီးတော့လျှော်တဲ့ဆက်နဲ့ပြုတ်ရမယ် intensive wash ကဒယ်လီကိတ်လေးရကြတော့လုံးဝပပလေးနူးနူးလေးတွေကိုလျှော်တဲ့ဟာအာဒီမှာဆနေသစ်ဆိုတာကတော့ကျွန်တော်တို့ဥမာအပြင်နည်းနည်းအသားချောတဲ့ဟာမျိုးတွေအကားစားအဝစားပုံစံမျိုးတွေ ်အာနောက်တစ်ခုကမိုးကသားပုံစံမျိုးတွေကိုလျှော်တဲ့အခါမှာအဓိကသုံးပါတယ်။ e-cotton ကကြတော့ကျွန်တော်တို့ဒီ cotton ကိုပဲအချိန်အကြာကြီးပေးပြီးတော့ရေစားမိစားတက်တာအောင်လျှော်ရတဲ့ function လေးဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီတစ်မှာကျွန်တော်တို့သတိထားမှတ်တဲ့ချက်ကကြတော့မဖြစ်မနေတလတစ်ချိန်ကိုကျွန်တော်တို့ drain clean ဆိုတဲ့ကန်ကိုအာတန်ရှင်းလုပ်ပေးတဲ့စနစ်ပေါ့နော်။ဒါကိုတော့တလတစ်ချိန်မဖြစ်မနေလုပ်ပေးရပါမယ်။